ရင်တွေ့နေရတော့ကြာဆိုင်ခင်းပဲဖြစ်ပါတယ်။ဒါကတော့စီးပွားဖြစ်ကြာဆိုင်ခင်းပဲဖြစ်ပါတယ်။ကြာပင်ရဲ့ကြာဆွေကိုရောင်းရတယ်လို့ကြာဆွေကြာဦးတွေကအစီလေးကိုလည်းပြန်ပြီးတော့ရောင်းစားရတာဖြစ်ပါတယ်။ဒီကြာဆွေကြာဘူးတွေကကြာစီတွေကိုဟောချင်းဖြစ်ပြန်လဲထုတ်လို့ရောင်းချရတာဖြစ်ပါတယ်ဒီရုပ်လူမျိုးတော်တော်များများက ဒါကိုတိုင်းရစီပုံစံမျိုးနဲ့အုပ်ဆွဲကြတာပြရမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကြာခင်းတွေကိုကုလို့စီပါဖြင့်စိုက်ပြီးရောင်းချရတာဖြစ်ပါတယ်။ကြာပြင်ကြာဆွဲတွေရတဲ့မြင်းတဲ့တိုင်းပဲဗျာ။တမျိုးတစ်ခေါ်လာမာနေရပါဗျာဂျာပွန်လေးတွေဂျာဘူးလေးတွေဂျာပန်လေးတွေ sẽ chỉ nếu gì à? đó có mà